်တရုတ်ကင်မရာရှိခြင်းဖြင့်ပါတဲ့အမေရိကန်ကင်မရာဒေါ်နယ်ထရန့်ကိုပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဖုန်းခေါ်ပြီးတော့ဆွေးနွေးခဲ့တဲ့။ဘာတွေဆွေးနွေးခဲ့ကြရလဲ။ဘယ်လိုမျိုးတွေပြောင်းလဲမှုဖြစ်လာမှာလဲ။တရုတ်ဂျပန်အရေးတင်းမာမှုတွေကိုပတ်သက်နေတာတခြားဘာကြောင့်ညာတွေပါသေးလဲ။အဲ့ဒီအကြောင်းညာတွေကိုအဲအသိစိတ်ပြချင်ပါတယ်။ဒီကောက်လေးလည်းပေါလိနေတဲလေးပေးစိတ်ပဲချက်လို့သွားနိုင်တယ်လို့ပထမမှာကျွန်မပြန်လာတဲ့ Global View 11ဆိုတဲ့ YouTube account လေးကို subscribe လုပ်ပြီးကြည့်နိုင်ပါတယ်။ ကဲဟုတ်ပါတယ်လွန်ခဲ့တဲ့ရက်အနည်းငယ်တော့ကဒီတရုတ်ခေါင်းဆောင်ရှီချင်းဖင်ကနေပြီးတော့ဒီအမေရိကန်သမ္မတကိုခေါ်ပြီးဖုန်းခေါ်ယူခဲ့တယ် ။ဒါကသူတို့နဲ့နောက်ဆုံးတွေ့ဆုံမှုဖြစ်တဲ့ပြီးခဲ့တဲ့အောက်တိုဘာလကပေါ့နော်။တောင်ကိုရီးယားနိုင်ငံဘူဆန်မြို့မှာကျင်းပခဲ့တဲ့ Asia Pacific Economic Cooperation အထိပ်တည်အစည်းအဝေးပဲကနေပြီးတော့ဒါနောက်ဆက်တွဲဆွေးနွေးမှုပြုလုပ်တာပေါ့နော်ဖုန်းနဲ့။အဲ့တော့ဒီလိုမျိုးခေါ်တာကဖြစ်တောင်ဖြစ်ခဲပေါ့နော်။အဲဒီဒီနှစ်ဦးနှစ်ပတ်ပေါ့နော်။ Donald Trump ကဒီသူ့ရဲ့ True Social Media မှာထုတ်ပြန်ခဲ့တဲ့ဟာတွေတရုတ်သတင်းဌာနတွေကထုတ်ပြန်ခဲ့တဲ့အရာဆိုလို့ရှိရင်တော့သူတို့ကဒီမှာရှီကျန်းဖန်ကဒီအာထိုင်ဝမ်နဲ့ပတ်သက်ပြီးတော့ပေါ့နော် 那这又要一点车库，弟弟家家都不要家开的，呃 <noise>，他他问我，这这有条件了要修一个，是吧？ ဒါသူတို့အတွက်ထိုင်ထိုင်ဝမ်ကိုရရှိရေးကလည်းရေးပါတဲ့အစိပ်ပိုင်းတစ်ခုပေါ့နော်ဒါမျိုးတွေရှိတယ်ဒါပေမဲ့ထိုင်ဝမ်နဲ့ဒီ American ကြားရတာသူတို့ကဒီတပေါင်းစုစာချုပ်တွေရှိသေးတာထိုင်ဝမ်ကိုကျူးကျော်ခန့်ရင်သူတို့ကကာကွယ်ပေးဖို့ဆိုပေါ့နော်ဒါပေမဲ့ပထမ American ကဘယ်လိုပုံစံနဲ့ကာကွယ်ပေးမယ်ဆိုတာတိတိကျမပါဟဘူးပေါ့နော်အဲနောက်ထပ်နောက်ဆက်တွဲသူတို့ထပ်ပြီးဆွေးနွေးတာကနှစ်နိုင်ငံကောင်းဆောင်နေနေတာစီးပွားရေးဆက်ဆံရေးကိုဆက်လက်ပြီးတော့တိုးမြှင့်ဖို့ပေါ့နော်အာကုန်တွယ်ရေးတာပြည်ခရက်ဆဲမှုပဲ ပြီးတော့ဒါအမေရိကန်ဘက်ကဒါဖဲဘုံတို့စိုက်ကိုစိုက်ကိုထုတ်ကုန်တို့တရုတ်ဘက်ကပို့ပြီးတော့ဝယ်ဖို့လို့နော်ပြီးတော့ဒီမူရစေဝါနဲ့ပတ်သက်တဲ့ဟာတွေအဲ့လိုမျိုးဆက်ဆက်ဖြစ်စည်းတွေကိုအမေရိကန်ရဲ့ကိုတင်သွင်းမှုကိုထိန်းချုပ်ကန့်သက်ပေးဖို့ဒါမျိုးတွေသူတို့ဆွေးနွေးခဲ့တယ်နောက်ပြီးတော့ယူကရိန်းနဲ့ဒီရုရှားအချက်တဲမှာဆိုလို့ရှိရင်လည်းဒီတရုတ်ဘက်ကဒါရင်းချဲရဖို့ဆိုရင်သူတို့ဒါအတူထောက်ခံတဲ့အားလုံးကိုသူတို့လိုအပ်တဲ့ဥစ္စာတွေကိုကူညီမယ်ထောက်ခံတယ်ပေါ့နော်ရင်းချဲရအမြင့်ဆုံးဖြစ်ဖို့အတွက်သူတို့ရည်တည်တယ်ပေါ့တရုတ်အနေနဲ့ကနော် ပြီးတော့ဒါဒေါ်နယ်ထရန့်ကလည်းဒါ2026ဧပြီမှာဒါပြီးဘေကျင်းကိုသွားလည်နေပေါ့နော်ပြီးတော့ရှီချင်းဖင်ကလည်းအမေရိကန်ကို2026ခုနှစ်နောက်ပိုင်းမှာအမေရိကန်ကိုလာပြီးတော့လည်ပတ်မယ်ပေါ့နော်အဲသူတို့ထုတ်ပြန်ထားတဲ့တဲ့င်းတွေရတော့ဒါဂျပန်အကြောင်းကိုသူတို့ချက်ပြီးပြောရတော့မရှိဘူး။ဒါမဲ့တရုတ်ဘက်ကတော့ထိုင်ဝမ်ရဲ့ရည်တည်ချက်ကိုထိုင်ဝမ်ကသူတို့ရရမယ်ဆိုရဲရည်တည်ချက်ကိုတော့တခြားကိုအာဒေါ်နယ်ထရန့်စီမှာသူတို့ပြောသွားတယ်ပေါ့နော်။ဒီရှီချင်းဖင်ဘက်ကထိုင်ဝမ်ပေါ်သူတို့ရဲ့ရည်တည်ချက်ကတော့အဲတော့ ဒါမှဒီလိုပြောဆိုမှုကဂျပန်ကိုလက်တွဲဝိုက်ပြီးတော့ပေါ့နော်ဒါသူတို့ကပေးချင်တဲ့ message ကိုပေးတာလို့ပဲမြင်တယ်အဲ့တော့အဲတောင်းတရမယ်ဆိုတော့ကမ္ဘာအင်အားကြီးနိုင်ငံတိုင်းရဲ့စီးပွားရေးအဲဒီနိုင်နိုင်ငံဆက်ဆံရေးတည်ငြိမ်ပြီးကောင်းမွန်လာတာရောကောင်းတဲ့အချက်လို့ပြောချင်တယ်ဒါပေမဲ့ကြားထဲမှာရှုပ်ထွေးမှုတွေရှိနေတယ်လို့ထင်တယ်မိတ်ဆွေတွေကတင်ပြစာချက်တွေလည်းကွန်မန့်မှာမိုက်ခဲ့ပါလားအဲတတင်းထူကလည်းဆက်ပြီးတော့